လာမယ့်ဒီဇင်ဘာ28ရက်မှာစတင်မယ်။စစ်ကောင်မရှင်ရွေးကောက်ပွဲကိုနိုင်ငံတကာမှဝေဖန်မှုတွေရှိနေပေမဲ့အိန္ဒိယကမ္ဘာအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်ကတော့ထောက်ခံသွားမယ်လို့တရားဝင်ထုတ်ပြောထားပါတယ်။အမေရိကန်လွှတ်တော်နဲ့ UK တို့လိုဒီမိုကရေစီနိုင်ငံတွေကမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုကန့်ကွက်နေချိန်မှာနေပြည်တော်ကစီစဉ်တဲ့ရွေးကောက်ပွဲကိုတရုတ်ကတောက်လျှောက်အားပေးနေတာဖြစ်ပါတယ်။နိုဝင်ဘာ19ရက်ကမြန်မာအရေးဆွေးနွေးကြတဲ့အမေရိကန်ကွန်ဂရက်မှာ အာနာယရီပက်ဘလီကန်ပါတီရဲ့အမျိုးသမီးလွှတ်တော်အမတ်ရန်ကင်ကစစ်တပ်ရဲ့ရွေးကောက်ပွဲဟာတရုတ်နဲ့ရုရှားရဲ့လက်ဝေကန်အစိုးရအဖြစ်ဆက်ရှိရေးအတွက်လို့တောင်းပြောခဲ့တာဖြစ်ပါတယ်။လာမယ့်ရွေးကောက်ပွဲမှာဘယ်သူနိုင်မယ်ဆိုတာအဖြစ်မပေါ်သေးပေမဲ့အာနာသိန်းစစ်တပ်ကိုရောနိုင်ငံရေးပါတီခေါင်းဆောင်တွေကိုပါတရုတ်ကရင်းနှီးတဲ့ဆက်ဆံရေးတွေထူထောင်ထားပြီးလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်အမကြီးက ပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကရာနဲ့နိုဝင်ဘာ16ရက်မှာတွေ့ပြီးရွေးကောက်ပွဲလုံခြုံရေးကိစ္စမေးမြန်းဆွေးနွေးခဲ့ပါတယ်။ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်မှုအခြေအနေတွေ၊ကျိုးတင်ဆန္ဒမဲပေးခြင်းဆိုင်ရာကိစ္စရပ်တွေနဲ့ရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးစရာတွေကိုတန်မကြီးမစ္စမာကြာကကော်မရှင်ဥက္ကရာဦးတန်းစိုးကိုမေးခဲ့တာပါ။အဲ့ဒီမတိုင်ခင်မှာတရုတ်နိုင်ငံနိုင်ငံသားရေးဝန်ကြီးဌာနအာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွင်းကလည်းရွေးကောက်ပွဲအတွက်လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းကူညီနည်းပညာကူညီတွေပေးရသွားမယ်လို့အော်တိုဘာလကနေပြီးတော့မှကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေးစာချုပ် NCA 10နှစ်ပြည့်ခန္ဓာကိုတက်ရောက်လာရင်သူကအဲ့ဒီလိုပြောသွားခဲ့တာဖြစ်ပါတယ်။အာဏာသိမ်းမြန်မာစစ်တပ်ဟာရွေးကောက်ပွဲလုပ်ပေးမယ်ဆိုတဲ့ကတိကဝတ်တွေရှိခဲ့ပေမဲ့2024ခုနှစ်ဇွန်လကမစ္စတာဒိတ်ရှိကျွင်းနေပြည်တော်ကိုရောက်လာချိန်မှသာရွေးကောက်ပွဲကျင်းပမယ့်အချိန်ကိုအတိအကျထုတ်ပြောခဲ့တာပါ။အဲ့ဒီအချိန်ကာလဟာ တရုတ်နယ်စပ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စတင်တဲ့တစ်ဆယ်နှစ်ဆက်ခွန်စစ်စင်ရေးမှာစစ်တပ်ကနေမျိုးတွေဆုံးရှုံးခဲ့တဲ့နောက်ခံအခြေအနေဖြစ်နေတာကလည်းသတိပြုစရာဖြစ်ပါတယ်။ကိုကန့်တဲ့ MNDAA ဝင်ရောက်တိုက်ခိုက်လို့လာရှိုးအခြေဆိုင်အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို2024ဇူလိုင်လမှာလက်လွတ်ခဲ့ရပြီးဒါဟာမြန်မာစစ်တပ်သမိုင်းမှာပထမဆုံးအကြိမ်အကြီးမားဆုံးဆုံးရှုံးမှုလည်းဖြစ်ပါတယ်။2024ခုနှစ်အောက်တိုဘာ5ရက်ညနေပိုင်းမှာပြောတဲ့စစ်ကောင်းဆောင်မရောက်နိုင်ရဲ့အရေးပေါ်မိန့်ခွန်းမှာ MNDAA တည်ရနေလေအကြဘတ်တောင်းကြောက်သူများနဲ့ဆက်ဆက်ဖို့တွေတုံးနေတဲ့ဒရော့ဘုံတွေရွှတ်တဲ့ဒုံးတွေဟာဤပညာရအစိမ့်မြစ်တင်ပြင်ဆင်ထားတဲ့ပစ္စည်းများဖြစ်ကြောင်းလည်းတွေ့ရှိရပါတယ်။သူတို့တုံးဆွနေတဲ့ဒရုန်းတွေဟာပြပဈေးကွက်မှာဝယ်ယူရရှိနိုင်ပေမဲ့ဒါတွေကိုပြင်ပကျေးစားဤပညာရှင်များနဲ့ပူးပေါင်းပြီးဤပညာရအစိမ့်မြစ်တန်တရာတွေတဲ့ဘက်မှာပုံမအသုံးမဝင်အောင်ပြုပြင်ထားတာတွေကိုလည်းတွေ့ရှိရပါတယ်။ MNDA နဲ့ DNL အသုံးပြုခဲ့တဲ့ ဒရော့ဘုံးတွေနဲ့ short tight ဒုံးတွေဟာပြင်ပကျေးစားပညာရှင်တွေနဲ့ပူးပေါင်းပြီးနှီးပညာရအစိတ်မြင့်တင်ထားတာလို့ထည့်သွင်းပြောဆိုခဲ့ပါတယ်။တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ဒိုင်းနာလက်နက်ကိုင်နယ်မြေတချို့မှာလက်နက်ခဲယံစစ်ရုံတွေတည်ထောင်ထားပြီး BDN နဲ့ EAO အဖွဲ့တွေကိုထောက်ပံ့ရောင်းချတာတွေလုပ်နေတယ်လို့လည်းသူကပြောဆိုခဲ့ပါတယ်။တရုတ်မြန်မာနယ်စပ်မှာရှိတဲ့ EAO နယ်မြေအချို့မှာလက်နက်ခဲယံမြို့ကျစစ်ရုံများတည်ထောင်ထားပြီးလက်နက်များခဲယံများ ောက်ခွေးပစ္စည်းများထုတ်လုပ်နေတာကိုလည်းသိရှိရပါတယ်။အဲ့ဒီမိန်ကုံးအပြီးရှေ့ရကြဩဂတ်လ14ရက်မှာတော့ဒေယောနိုင်ငံသားဝန်ကြီးမစ္စတာဝန်ကြီးက နေပြည်တော်ကိုရောက်လာပြီးစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့တွေ့ဆုံခဲ့တာပဲဖြစ်ပါတယ်။ဒီခေတ်စမှာမြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝန်ကြီးက ထောက်ခံခဲ့ပြီးဒါကရွေးကောက်ပွဲအပေါ်မှာတရုတ်ထိပ်တန်းခေါင်းဆောင်တူရဲ့ပထမဆုံးအကြိမ်လူသိရှေ့ကြားထောက်ခံမှုလည်းဖြစ်ပါတယ်။ဒီတွေ့ဆုံမှုပြီး မစ္စတာဝိုင်းရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့တရုတ်တန်ရုံရဲ့ထုတ်ပြန်ချက်မှာတော့မြန်မာနိုင်ငံကဖွဲ့စည်းပုံအခြေခံဥပဒေမူပေါင်းအောက်မှာရှေ့လုံငန်းစဉ်၅ရက်အတစ်ကိုဖော်ဆောင်၍နိုင်ငံရေးပြန်လည်တည်မြှမှုဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ပြန်လည်ဖော်ဆောင်မှုကိုစောလင်စွာအကောင့်ထဲဖော်ဆောင်ကောင်းရေရှည်တည်ငြိမ်အေးချမ်းရေးလမ်းကြောင်းရှာဖွေရေးကိုအခိုင်အမာထောက်ခံအားပေးပါတယ်လို့ဖော်ပြခဲ့ပါတယ်။ဒါဟာရွေးကောက်ပွဲကိုအများဆုံးကျင်းပဖို့တိုက်တွန်းခဲ့တာဖြစ်တယ်လို့တရုတ်မြန်မာဆက်ဆံရေးအကဲခတ်တွေကလည်းသုံးသပ်ခဲ့ကြပါတယ်။ အဲ့ဒီနောက်မှာတရုတ်ရဲ့ဂျာဝင်မှုနဲ့စစ်ကောင်စီက လာရှိုးမြို့ကို MNDA လက်ထက်ကပြန်ရခဲ့တယ်လို့ဝါပြည်သွေးစီညီညွတ်ရေးတပ်မတော် UWSC ကလည်း MNDA တအောင်းတက်တရန်တွေနဲ့ရှမ်းပြည်တပ်မတော် SSPP တို့ကိုလက်နက်ထောက်ပံ့မှုရပ်တန့်တာတွေဒီနှစ်ထက်မှဇက်တိုက်ဖြစ်လာခဲ့ပါတယ်။အခုဆိုရင်စစ်တပ်ကတရန်တွေထိန်းချုပ်ထားတဲ့နောက်ချိုးကြောင်မဲတဲ့တီဘောမြို့ကိုပြန်ပြီးသိမ်းပိုက်နိုင်ခဲ့ပြီးမိုးကုန်းနဲ့မိုးမိန်မြို့တွေကိုတော့ စစ်တိုက်ဆရာမလို့ပဲတရုတ်ကြောင်းဝင်မှုနဲ့စစ်တပ်ကလက်လွဲယူထားခဲ့တာဖြစ်ပါတယ်။မြန်မာရွေးကောက်ပွဲပေါ်တရုတ်ထောက်ခံမှုနဲ့ပတ်သက်လို့တရုတ်ရေးလေးလာဆောင်ချီတဲ့နိုင်ငံရေးအကဲခတ်တူကတော့ရှမ်းမြောက်မှာ၁၀၂၇စစ်စင်ရေးအပြီးမှာတော့နေဆန်ငိမ့်ချန်ရေးအပြစ်ခတ်ရစဲရေးကုံသွေးလမ်းကြောင်းပြန်ဖွင့်ရေးချင်းကမှုနဲ့ဟိုက်ကေမှာဆွေးနွေးပွဲတွေအချိန်ချင်းလုပ်ခဲ့တယ်လို့ဆိုပြီးအဆိုပါဆွေးနွေးပွဲတွေဟာမအောင်မြင်ခဲ့ဘူးလို့လည်းကောက်ချက်ချထားပါဗျ။ဒါကြောင့်မယ့် ်စစ်တပ်ကရွေးကောက်ပွဲလုပ်ဖို့လိုတယ်ဆိုတဲ့စဉ်းစားချက်ကိုပိုပြီးခြေလှမ်းပြင်လာလို့ဆိုပြီးအထူးသဖြင့်2024ဩဂတ်စ်လမှာနိုင်ငံရေးဝန်ကြီးဝမ်ဟီရဲ့နေပြည်တော်ခီးစဉ်အပြီးမှာ အပြောင်းလဲတွေဖြစ်သွားတာလို့သူကပြောပါတယ်ဒီဇင်ဘာရွေးကောက်ပွဲကိုရန်ကုန်တိုင်းကနေဝင်ရောက်ရှင်ပြိုင်မယ်အမည်မသုံးစေလိုတဲ့လွတ်တော်ကိုယ်စားလှယ်ဟောင်းတူကလည်းအလားတူပဲပြောဆိုထားပါတယ်။သူဟာတရုတ်ဆိုရရဲ့ဖိတ်ကြားမှုနဲ့တရုတ်နိုင်ငံခီကိုတွားရောက်ထားသူလည်းဖြစ်ပါတယ်။မြန်မာရေခင်မောင်ကြောက်ဖြူရင်းနဲ့စိတ်ကံ ဘေဒန်ရော့ကိုပြန်လုပ်ချင်နေတယ်။သူတို့စီးပွားရေးလုပ်ငန်းတွေရပ်တန့်နေရတာကလည်းသူတို့အတွက်ဆုံးရှုံးမှုကြီးတယ်။အဲဒါကြောင့်ငင်းချမ်းရေးကိုဖြစ်ချင်နေရွေးကောက်ပွဲလှုပ်ချင်နေတယ်လို့ဆိုပါလွတ်တော်ကိုယ်စားလှယ်ဟောင်းတူကပြောဆိုထားပါတယ်။2020ခုနှစ်နောက်ပိုင်းအေးဆက်နေခဲ့တဲ့နေပြည်တော်နဲ့ဘေကျင်းဆက်ဆံရေးဟာ2025ခုနှစ်မှာတော့အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေတာဖြစ်ပါတယ်။ရွေးကောက်ပွဲဂရီကိုကိုအချိန်အတိကျပေးပြီးတဲ့နောက်စစ်ကောင်းဆောင်မရောက်နိုင်ကတရုတ်သမ္မတရှီကျင်းဖင်နဲ့နှစ်ကြိမ်တိုင်တွေ့ဆုံခဲ့ပြီးဖြစ်ပါတယ်။ ပထမချိန်ကတော့မေလကရုရှားနိုင်ငံမှာကျင်းပတဲ့ရင်းပြင်းကြီးချီတက်ပွဲကိုတက်ရောက်ရင်းတွေ့ဆုံခဲ့တာပါ။နောက်တစ်ချိန်ကတော့ဩဂတ်စ်လ30ရက်မှာသမ္မတရှီချင်းဖင်ရဲ့တရားဝင်ဖိတ်ကြားမှုနဲ့တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။အဲဒီခီးစဉ်မတိုင်ခင်ဩဂတ်စ်လ18ရက်မှာပဲဒီဇင်ဘာ28ရွေးကောက်ပွဲအပိုင်း1ကျင်းပမယ်လို့ကြေညာခဲ့တာပါ။ရွေးကောက်ပွဲအစီအစဉ်ကိုပေးနိုင်မှာတရုတ်ကထောက်ခံမယ်ဆိုတာမျိုးလို့ တရုတ်ကွန်မြူနတီပါတီရဲ့ခီးစဉ်ဖိတ်ကြားမှုခံရတဲ့ကိုစရလောင်းတူကပြောဆိုထားတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာစစ်ကောင်းဆောင်နဲ့တရုတ်သမ္မတရှီကြီးဖင်တွေ့ဆုံမှုမှာတရုတ်ကရွေးကောက်ပွဲအကူအညီပေးမှုအပါအဝင်စစ်ကောင်းမရှင်နဲ့အတူရက်တီကူညီပေးမယ်လို့တည်ပြုခဲ့ကြောင်းနဲ့တရုတ်ခီးစဉ်မှာလိုက်ပါခဲ့တဲ့သတင်းဌာနတွေကိုစစ်ကောင်းမရှင်ဖျောက်ခွင့်ရဗိုလ်ချုပ်စော်မင်းထွန်းကပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ဒီပိုင်းနဲ့ထဲမှာပဲတရုတ်ကရွေးကောက်ပွဲနဲ့သက်ဆိုင်သူတွေကိုထိတွေ့ဆက်ဆံမှုတွေတောက်လျှောက်ပြုလုပ်နေပါတယ်။တရုတ်ဟာ 2023ခုနှစ်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအသစ်ကြီးညာပြီးချိန်ကစလို့နိုင်ငံရေးပါတီတွေကိုခီးစဉ်ဖိတ်ခေါ်မှုတွေခက်စိတ်စိတ်လုပ်ခဲ့တာတွေ့ရပါတယ်2023ခုနှစ်ကစလို့ပြီးခဲ့တဲ့နှစ်နှစ်အတွင်းတရုတ်ကွန်မြူနီပါတီကရွေးကောက်ပွဲကော်မရှင်မှမှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ၁၀ခုထံမှတည်းကိုတရုတ်နိုင်ငံကို ဖိတ်ခေါ်ခဲ့ပါတယ်ဒီနှစ်ထဲမှာလည်းပါတီ၆ခုလောက်ကိုတရုတ်ခီးစဉ်ကိုဖိတ်ကြားခဲ့တာပါဒီလိုဖိတ်ခေါ်မှုတွေဟာ စစ်ကောင်မရှင်ကျင်းပမဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေကိုအမြဲကြိုးစုံနေကြောင်းပြသတာလို့တုံ့သက်ကြပါတယ်။ရွေးကောက်ပွဲကတစင်လွတ်တော်တဲ့ဝင်လာနိုင်တဲ့ပါတီတွေကိုတရုတ်ကအလေးထားဆက်ဆံနေတာ တွေ့ရတယ်လို့လည်းရွေးကောက်ပွဲမှာဝင်အရွေးခံမဲ့ကိုယ်စားလှယ်လောင်းတူကပြောဆိုထားပါတယ်။စစ်တပ်ဗိုလ်ချုပ်ဟောင်းလွှဲရှိရာ USDP ပါတီနဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကတော့အချိန်ကြီးအများဆုံးဖိတ်ကြားခံရတဲ့ပါတီတွေလည်းဖြစ်ပါတယ်။ပြောင်းစုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကရာဥခင်ကြီး ပြည်သူ့ရှေးဆောင်ပါတီဥက္ကရာဒေါ်သက်သက်ခိုင်နဲ့ပြည်သူ့ပါတီဥက္ကရာကြီးဦးကိုကိုကြီးတို့လည်းတရုတ်ကိုရောက်ပြီးကြပြီလို့သိရပါဗျ။တရုတ်ကတည်ငြိမ်အင်းချဲနဲ့အစိုးရအဖွဲ့နေဆက်ဒေတာရောပြည်တွင်းမှာရောတည်ငြိမ်အောင်ဆွမ်းဆောင်နိုင်တဲ့အစိုးရကိုသူတို့လိုချင်နေတာလို့တရုတ်ခီးစင်မှာပါဝင်ခဲ့တဲ့ USDB နေပြည်တော်ကောင်စီနယ်မြေဥက္ကရာဦးလာဆွေကပြောဆိုထားပါဗျ။နောက်ပြီးရွေးကောက်ပွဲအလွန်ကာလမှာ တရုတ်ကအစိုးရတရက်ထင်းနဲ့ပဲအချိန်ကာလတစ်ခုထိတည်တည်ငြိမ်ငြိမ်လက်တွဲလှုပ်ဆောင်လုပ်တဲ့သဘောတွေ့ရတယ်လို့လည်းနောက်ထပ်ကိုယ်စားလှယ်လောင်းတူကပြောပါတယ်။တည်တည်ငြိမ်ငြိမ်နဲ့ကိုင်းနိုင်မဲ့အစိုးရကိုသူတို့ကလိုချင်တယ်2010 2015 2015 2020တုန်းကဆိုအစိုးရရုပ်တရက်ပြောင်းသွားတဲ့အချိန်မှာသူတို့ဒုက္ခရောက်သွားတာပဲ။ဒေါ်ဆန်းစုကြည်လက်ထက်မှာလည်းစားကြုပ်တွေချုပ်ကြတာပဲ။ဒီလိုတွေဖြစ်သွားတဲ့အချိန်မှာအကောင့်ထဲမပေါ်နိုင်ဘူးပေါ့။အဲ့ဒါမျိုးကိုအဖြစ်မခံနိုင်တော့ဘူးဆိုတဲ့သဘောပါဆိုပြီးရှင်းပြထားပါတယ်။ ရက်သားဆိုးရပေါ်လာရင်အာနာသုံးရံပြောင်းသွားမယ်ဆိုတာသူတို့ဘက်ကလက်ခံထားတယ်။တယောက်တည်းလက်ထဲမှာကင်ထားတာတည်းစာရင်လွတ်တော်ရှိမယ်။အဆိုးရရှိမယ်။အဆိုးရအာနာမှာလည်းလွတ်တော်နဲ့အပြန်အလှန်ထိန်းချုပ်မှုရှိရင်ပြောရဆိုရခက်တဲ့အနေထားကနေလွတ်လာမယ်လို့သူတို့ကယူဆကြောင်းလည်းသုံးသပ်ပြောဆိုထားပါတယ်။နောက်ပြီးတယောက်ကနိုင်ငံရေးပါတီတွေကိုဖိတ်ခေါ်တိုင်းပြောင်းသူရွေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားရေးမှူးချုပ်ဒါမှမဟုတ်အဖွဲ့ဝင်၂ယောက်ကနေ၃ယောက်အထိလိုက်ပါတယ်လို့လည်းနိုင်ငံရေးပါတီတွေစီကသိရပါဗျ။ တရုတ်ခီးစဉ်တွားရောက်ခဲ့ပူတဲ့ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ပြောအရတရုတ်ဟာမြန်မာရွေးကောက်ပွဲမှာအတိုက်ခံပါတီတွေကိုလည်းရှိနေစေခြင်းတယ်လို့သိရပါဗျ။ထူးခြားတာကတော့2024ခုနှစ်နိုဝင်ဘာလ6ရက်ကစစ်ကောင်းဆောင်ရဲ့ပထမဆုံးတရုတ်ခီးစဉ်ဖြစ်မဲခေါင်ဒေတာအစည်းအဝေးကို မတက်ရောက်ခင်ဆယ်ရက်လိုမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှတ်ပုံတင်လာရင်ခွင့်ပြုပေးဖို့စစ်ကောင်စီကရှုတ်ဝဲညွှန်ကြားထားတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ဒါဟာလက်တွေ့မဆန်ဘူးလို့ဝေဖန်မှုတွေရှိခဲ့သလို NLD ပါတီဘက်ကလည်းနိုင်ငံရေးပါတီပြန်လည်မှတ်ပုံတင်တာမျိုးမလုပ်ခဲ့ပါဘူး။တရုတ်ကအတိုက်ခံပါတီတွေကိုလိုလားပေမဲ့ရွေးကောက်ပွဲကြိုကာလမှာပါတီဝင်အင်အားမပြည့်မီလို့ဆိုပြီးအမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ဖျက်သိမ်းခံခဲ့ရပါတယ်။နောက်ထပ်အင်အားကြီးပါတီတစ်ခုဖြစ်တဲ့ပြည်သူ့ရှင်ဆောင်ပါတီဥက္ကရာဒေါက်တာတတ်တတ်ခိုင်လည်း ရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်းချက်နဲ့ညီဆုံးတယ်လို့ဆိုပြီးကိုယ်စားလှယ်လောင်းစင်းကနေပယ်ဖျက်ခံခဲ့ရပါတယ်။နိုင်ငံရေးပါတီတွေဒီလိုလှုပ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်နိုဝင်ဘာ17ရက်မြန်မာနိုင်ငံဆိုင်ရာတရုတ်တမ်မကြီးမစ်မာချာကပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC နဲ့နေပြည်တော်မှာတွားရောက်တွေ့ဆုံခဲ့ပါတယ်။တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်မဖြစ်လာပြီးစကားပြောတဲ့သဘောလိုယူဆရတယ်။မြမြတတနဲ့ရွေးကောက်ပွဲကိုအောင်မြင်အောင်ကျင်းပပေးဖို့ဆိုတာတွေပြောတာဖြစ်နိုင်ပါတယ်လို့ တတိပုဂ္ဂလကိုယ်စားလှယ်လောင်းတူကသူ့ရဲ့အမြင်ကိုပြောပြထားပါတယ်။အားလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုတရုတ်ကလိုလားတယ်ဆိုပေမဲ့အတိုက်ခံမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တော့တရားဝင် ထိတွေ့ဆက်ဆံတာတွေလုပ်တာမတွေ့ခဲ့ရပါဘူး။အရှင်းမြောက်တိုင်းစစ်ဌာနချုပ်ကို MNDA ထိန်းချုပ်ပြီးတဲ့နောက်2024စက်တင်ဘာလ4ရက်ကထုတ်ပြန်တဲ့ MNDA ရဲ့ရည်တည်ချက်တွေကိုကြည့်ရင်ဒါကိုထောက်ပြနေတာဖြစ်ပါတယ်။ထုတ်ပြန်ခဲ့တဲ့ရည်တည်ချက်3ရက်ထဲကနံပါတ်1မှာတော့ NUG နဲ့စည်ရင်းနိုင်ငံရေးပူးပေါင်းတာလုံးဝလုံးမှာမဟုတ်ဘူးလို့ထည့်သွင်းပြောဆိုထားပြီးတရုတ်နဲ့မြန်မာကိုဆန့်ကျင်တဲ့နိုင်ငံခြားအတိုင်းဝိုင်းနဲ့မပူးပေါင်းမဆက်ဆံမဟာမိတ်မလုပ်ဘူးလို့ဖော်ပြထားတာဖြစ်ပါတယ်။ကိုကန်းကအခုလိုထုတ်ပြန်တာဟာတရုတ်နိုင်ငံရဲ့ဖိအားကြောင့်လို့သုံးသပ်မှုတွေကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့ပါတယ်။စစ်ကောင်မရှင်ဘက်ကတော့ဒီဇင်ဘာလ28ရက်မှာစတင်မဲ့ရွေးကောက်ပွဲအပိုင်း၃ကို အပိုင်းလိုက်နှစ်ပတ်စီချပြီးကျင်းပမယ်လို့ကြေညာထားပါတယ်။စကောင်းဆောင်က ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်ကိုဖြစ်ရမယ်လို့လည်းတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးစာချုပ် NCA ဆယ်နှစ်ပြည့်ခမ်းနားမှာပြောဆိုထားပါတယ်။ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးထူးကိုယ်စားလှယ်တွင်သူကအတိုက်ခံနိုင်ငံရေးကောင်းဆောင်တွေဖမ်းဆီးခံထားရတာ NLD ပါတီအပါအဝင်နိုင်ငံရေးပါတီ40ဖျက်သိမ်းခံထားရတာနောက်ပြီးရွေးကောက်ပွဲကိုဝေဖန်လို့မရတာကြောင့်ဒီရွေးကောက်ပွဲဟာအထူးရောက်ရွေးကောက်ပွဲဖြစ်တယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံရဲ့တတိယကော်မတီအစည်းအဝေးမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။နိုဝင်ဘာ19ရက်ကမြန်မာအရေးဆွေးနွေးကြတဲ့ American Congress မှာအာနာယ Republican Party ရဲ့အမတ်ရန်ကင်ကတော့စစ်ကောင်မရှင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့အတူယောင်တရားဝင်မှုသာရမယ့်ရွေးကောက်ပွဲလို့ပြောဆိုခဲ့ပါတယ်။လက်ရှိမြန်မာအခင်းကျင်းမှာစစ်တပ်ကလုပ်မဲ့ရွေးကောက်ပွဲဟာအကြမ်းဖက်မှုတွေကို ပိုတိုးစေပြီးဖြည့်ရှင်းနိုင်မဲ့နိဒန်တွေကိုအဝေးပို့သလိုဖြစ်စေတယ်လို့ မြန်မာရေးဆွေးနွေးတဲ့ကုလသမဂ္ဂအထူးကော်မတီအစည်းအဝေးမှာ UK ကိုယ်စားလှယ်ကပြောဆိုခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲအပေါ်မှာကွဲပြားခြားနားတဲ့နိုင်ငံတကာတုံ့ပြန်မှုတွေရှိနေပေမဲ့မိဖက်နိုင်ငံတွေရဲ့ထောက်ခံမှုကိုတော့အခိုင်အမာရရှိထားပြီးပြီလို့စစ်ကောင်မရှင်သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုထားတာပဲဖြစ်ပါတယ်ခင်ဗျာ။